အတိတ်ဘဝကိုမှတ်မိနေကြတဲ့ကလေးများတကယ်လို့များလူကြီးမင်းတို့ရဲ့ကလေးတယောက်ကအတိတ်ဘဝကိုမှတ်မိရဲ့လို့ပြောလာရင်ယုံကြည်နိုင်ကြရလားဒေလာတွေ့ရှိချက်တွေအရာတော့အသက်နှစ်နှစ်ကနေ6နှစ်ထိကလေးတွေကအတိတ်ဘဝကိုပြန်မှတ်မိကြကြတယ်လို့ဆိုကြပါရီဒီကနေ့လူကလေးတွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရီ James Lineker ဆိုတဲ့ကလေးက1998ခုနှစ်မှာမွေးဖွားခဲ့ပါရီ James ကသူ့ရဲ့အသက်နှစ်နှစ်မှာသူကဒုတိယကမ္ဘာစစ်တုန်းက James Landing ကဆိုတဲ့တက်ကြွကြီးဖြစ်ခဲ့ပြီးတော့လေရင်ပြတ်ကျလို့တည်ဆုံးခဲ့တာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။သူမိဘတွေကအစကတော့မယုံကြပါနဲ့။နောက်ပိုင်းမှာတော့စုံစမ်းမှုတွေပြလုပ်ကြည့်တဲ့အခါမှာဂီတာမင်နဲ့တက်ကြွကြီးကတကယ်ရှိခဲ့ပြီးတော့ဒုတိယကမ္ဘာစစ်မှာလေရင်ပြတ်ကျလို့ကွယ်လွန်ခဲ့တာဖြစ်ကြောင်းသိလိုက်ရပါတယ်။ James ကသူရောက်ဖူးတဲ့နေတိုမှာစစ်တင်မောအကြောင်းကိုလည်းပြန်ပြောပြပေးနိုင်ပြီး James ရဲ့တက်စုမှာပါဝင်ခဲ့ကြတဲ့စစ်တီတွေကလည်း James ပြောတာအမှန်တွေဖြစ်ကြောင်းအတည်ပြုပေးခဲ့ကြပါတယ်။ Boris Karkivnia Robes ကရုရှားနိုင်ငံကညာကြီးရှင်ကလေးဖြစ်ပါတယ်။သူကမွေးပြီးပြီးချင်းနှစ်လမှာကလေးကခေါင်းထောင်နိုင်ပြီးတော့ ။လာပိုင်းနေတဲ့စကားပြောနိုင်တယ်လို့တနည်းကြားရဲခါမှာစာဖတ်တဲ့ပုံဆွဲတဲ့နေပြီဖြစ်ပါရင်။ဝရစ်ကစကြဝဠာကြီးအကြောင်းကိုလည်းကျောင်းမှာသင်မပြပေးပေနဲ့အများကြီးသိပါရင်။သူကအတိတ်ဘဝကိုမှတ်မိနေပြီးတော့သူကမတ်ချူကလူအဖွဲ့စည်းကလို့အဆိုပါရင်။မတ်မှာယဉ်ကျေးမှုထွန်းကားခဲ့ပြီ။ နျူကလ িয়ার ပေါက်ကွဲမှုကြောင့်အကုန်သိရပျက်စီးခဲ့ရပါတယ်။ဒါကြောင့် mask ကအခုထိပုံရရလို့ Boris ကပြောခဲ့ပြီးကာဗွန်နိုင်အောက်ဆိုက်ကိုလူတွေရှူနိုင်တယ်လို့လည်းပြောခဲ့သေးတာဖြစ်ပါတယ်။ဒါကဇလန်းစင်ပြောနေတဲ့ထင်ရပေမဲ့ Boris ကညံကြီးရှင်တယောက်ဖြစ်နေပြီးစကြဝဠာကြီးအကြောင်းကိုလည်းအများကြီးသိနေတဲ့အတွက်လိန်ပြောတာတော့မဖြစ်နိုင်ပါဘူး။ Cameron McGoley က Scotland နိုင်ငံ Gasco ကကောင်းလေးဖြစ်ပါတယ်။ သူတန်းတန်းလေးမှာကင်မရွန်ကသူက brand ဆိုတဲ့ကျွန်းလေးမှာနေထိုင်ပြီးတော့သူမညီကိုရီရှိပြီးညီမလေးတယောက်နဲ့ခွေးလေးတစ်ကောင်တို့ရှိနေကြောင်းပြောပြခဲ့ပါတယ်။သူတို့ကအိမ်ဖြူလေးမှာပဲနေခဲ့ကြပြီးတော့အိမ်ငိုလွမ်းတယ်လို့လည်းကင်မရွန်ကပြောတတ်ပါတယ်။တရမီပါတွေကအစကတော့မယုံကြပေမဲ့ရှာကြည့်လိုက်တဲ့အခါမှာ Baron Joe ကို Glasgow နားမှာတွေ့ခဲ့ရပါတယ်။ကင်မရွန်ကအယံပူစာနေတဲ့အတွက်သူမီပါတွေကကျွန်းကို like ပို့ပြီးတော့ဒါရီကသူကောင်းနေမှာပဲဖြစ်နေကြောင်းပြောဖို့ကြိုးစားခဲ့ကြပြီးမြင်အန်ဟောစရာကောင်းတာကကင်မရွန်ပြောတဲ့အိမ်လေးနဲ့မိသားစုက Baron Joe မှာတကယ်ရှိလို့နေပါတယ်။အထွတ် Austrian ကတော့အတလေးနှစ်ရွယ်ကောင်လေးဖြစ်ပါတယ်။ သူကအတိတ်ဘဝတုန်းက James လို့ခေါ်တဲ့အသက်18နှစ်အရွယ်ကောင်လေးဖြစ်ခဲ့လို့ဆိုပါရီဓမ္မကဘာစစ်မှာ James ကလည်းသူ့ရဲ့လေပင်ကိုကြီးစံမှန်ပြီးတော့ကြာဆုံးခဲ့ရတယ်လို့ Edward ကဆိုပါရီသူကလေကြောင်းနာတတ်ပြီးတော့တရားကနာတယ်လို့သူမိပါတွေကိုပြောခဲ့ပါရီဆရာဝန်နဲ့ဆစ်ဆဲကြည့်တဲ့အခါ Edward ရဲ့လေကြောင်းနဲ့မှာတကယ်ပဲရေအိတ်တစ်ခုတီးခဲ့ရပါရီအသက်9နှစ်ရဲ့ Ryan ဆိုတဲ့ကောင်လေးကအတိတ်ဘဝတုန်းက Marty Martin ဆိုတဲ့ Hollywood ကျဲပွင့်တစ်ပွင့်ဖြစ်ခဲ့လို့ပြန်ပြောခဲ့ပါရီ Ryan က Marty အကြောင်းအခု90လောက်ကိုမမှန်ကန်ကန်ပြောပြနိုင်ခဲ့ပြီးသူနေထိုင်တဲ့လမ်းနာမည်ကိုလည်းတစုံတစားပဲမှတ်မိနေပါရီ မာရီယာအသက်59နှစ်မှာကွယ်လွန်ခဲ့လို့မှတ်တမ်းတွေကဖော်ပြထားပေမဲ့ရိုင်ယန်က62နှစ်လို့ပြင်ဆင်ပေးခဲ့ပါတယ်။အန်အိုဖို့ကောင်းတာကတကယ်အမှန်က62နှစ်ဖြစ်နေတာကြောင့်ဒီကနေ့ထိကဘာကျော်စမ်းကျယ်ဖြစ်ရတဲ့ခုဖြစ်နေရပါတယ်။ရှန်တီတီဝီက1926အိန္ဒိယမှာမွေးဖွားခဲ့ပြီးတော့အသက်၄နှစ်အရွယ်မှာအတေးပွားကိုပြန်ပြောခဲ့ပါတယ်။ရှန်ဒီကသူကမာတီရာဆိုတဲ့မျိုးကလေးကလို့ပြောပြီးတော့ကာရာပရာနီယာဆိုတဲ့ခင်မုန်းရှိရလို့ဆိုပါရီသူကကလေးမွေးရင်းနဲ့တည်ဆုံခဲ့ရလို့ပြန်ပြောခဲ့ပါရီသူရဲ့မိဘတွေကကာရာပရာနီယာဆိုတဲ့လူကိုတကယ်ရှာတွေ့ခဲ့ပြီး အဲလူကသူမိမကမိဖွားပြီးတော့ဆရဲအကြောင်းမှာတကယ်တည်ဆုံသွားခဲ့တာဖြစ်ကြောင်းသိခဲ့ရပါတယ်။ခါရာပရနီယာကအကိုဟန်ဆောင်ပြီးတော့လာကြည့်တဲ့အခါမှာတော့ရန်ဒီကဓာတ်ယောက်ျားလို့ပြောခဲ့ပါတယ်။ကန်ဒရာကာတာကအတလေးနဲ့မှရေကူးတင်တဲ့ကူကိုတက်ခဲ့ပါတယ်။တရက်တော့ကန်ဒရာကသူ့မိကိုသူကရေကူးတင်တဲ့ကဆီယာမရဲ့ဖိုက်ထဲမှာရင်တည်ဆုံခဲ့ရတယ်လို့ပြောလာခဲ့ပါတယ်။အမေဖြစ်သူကဆီယာမကိုမေးကြည့်တဲ့အခါဆီယာမမှာလွန်ခဲ့တဲ့9နှစ်ကကိုဝင်ပြတ်ကြဘူးလေဆိုတာသိလိုက်ရပါတယ်။ ကန်တွာကတော့ဆီယာမကိုလည်းသူ့အမေလိုပဲယူဆထားပြီးတော့ရေကူးတင်ရတာကိုလည်းနှစ်သက်သူဖြစ်ပါရင်1930ပြည့်နှစ်ကျော်ကာလ裡面ဟာနန်ဝန်းဆာရာဆိုတဲ့အမျိုးသမီးကတတိယမြောက်ကလေးမွေးဖွားရင်းနဲ့တည်ဆုံးခဲ့ပါရင်သူမဆုံးခင်မှာသူ့ယောက်ျားကိုလူဝင်စားပြီးတော့ပြန်လာခဲ့မယ်လို့ပြောခဲ့ပါရင်နောက်ထပ်ဆက်ရဲ့အကြာမှာတော့ဆူဆန်ကာနီမာဆိုတဲ့ကလေးကိုမွေးဖွားခဲ့ပါရင်ဆူဆန်ကအသက်နှစ်နှစ်မှာလီလာဆိုတဲ့နာမည်ကိုပြောပြခဲ့ပြီးတော့ လီလာကဟာနန်ရဲ့သမီးတယောက်နာမည်ဖြစ်ပါရီတပြေးပြေးနဲ့အသက်ကြီးလာလေလေအတိတ်ကိုပြန်တရိယာလေဖြစ်တဲ့ဆူဇန်ကသူ့ရဲ့မိသားစုဟောင်းကိုပြန်သွားရှာခဲ့ပြီးတော့ခင်မင်စွာဆက်လက်နေထိုင်ခဲ့ပါရီနောက်ဆုံးကလေးကတော့မူလာတန်းကျောင်းတစ်ကျောင်းမှာဖြစ်ခဲ့တာဖြစ်ပါရီသူကအင်္ဂလိပ်အက္ခရာတွေကိုသင်ယူရမှာအရန်ခက်ခဲနေခဲ့ပြီးတော့သူတိတာကဒီစလုံးတွေမဟုတ်ကြောင်းပြောခဲ့ပါရီသူတိရဲ့စလုံးတွေကိုပြောဆိုတဲ့အခါမှာခြာရီလိုက်တာတွေကရုရှားစာတွေဖြစ်နေပါရီကာမာလီကသူ့ကိုသူ့ကိုဘလက်ကသင်ပေးရလို့ပြောခဲ့ပြီးအတိတ်ဘဝကရုရှားမှာဖြစ်ကြောင်းပဲပြန်ပြောခဲ့ပါရီ